မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလုံရန်လူသားတို့အပေါ်ကျူးလွန်ပြစ်မှုသတ်မှတ်ရေးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပအဝင်တပ်ဖြတ်မှုတွေကိုလူသားမှုအပေါ်ကျူးလွန်နေရာဆွေးမှုဖြစ်သမှတ်ဖို့မလ9ရက်နေ့မှာပဲထရန်ဆိုရဖွဲ့နိုင်ငံခြားရေးဝန်ကြီးမာကိုရိုရူပီလိုတောင်းဆိုလိုက်တယ်လို့တက်ကြွလှုပ်ရှားသူတွေကပြောပါရတယ်။ဒီလို လက်မှတ်ရေးထိုးတောင်းဆိုရတဲ့အထက်မှာအမေရိကန်ပြည်ထောင်စုမှနှစ်ပေါင်းများစွာတပ်တန်းရှိပြီးလူအများကြီးညိုလီစားရတဲ့ဘာသာရေးဖွဲ့စည်းတွေလည်းပါဝါတယ်လက်မှတ်ရေးထိုးတောင်းဆိုခဲ့တဲ့အမေရိကန်နှစ်ချင်းအသင်းတော်များအဖွဲ့ချုပ်မှလည်းဥစားပါဝင်ခဲ့ဘူးသူလည်းဖြစ်လက်ရှိမှာလည်း Burma Advocacy Group ရဲ့အမှုဆောင်ဒါရိုက်တာခရီးယံဖုံးတော်ကြီးဒေါက်တာရိုမက်လီကိုငိမ့်ကိုငိမ့်ချန်ကစတူဒီယိုမှာတွေ့ဆုံမိမြန်ခဲ့ပါတယ် နိုင်ငံခြားရေးဝန်ကြီးမာကိုရိုရူဘီယိုကိုစာရေးသားတောင်းဆိုတဲ့အဖွဲ့ထဲမှာဖုံးတော်ကြီးတို့အဖွဲ့အစည်းလဲပါတယ်လို့နားလည်ပါတယ်အဓိကပေးချင်တဲ့သတင်းစကားကဘာများလဲလို့မေးမြန်းတဲ့အခါမှာတော့ဒေါက်တာကအဓိကပေးချင်တဲ့သတင်းစကားကတော့ချင်းပြည်နယ်ကချင်းပြည်နယ်တို့လိုဒေသတွေကလူများစုဖြစ်တဲ့ခရီးယန်ဘာသာဝင်တွေကိုအရက်ဖတ်စစ်ဘတ် ခွဲခြားမှုမရှိဘဲတပ်ဖြတ်နေတာကိုစစ်ကောင်စီကိုတာဝန်ခံခိုင်းဖို့ပါပါတယ်။ကျွန်တော်တို့ရဲ့ဘာသာရေးအဆောင်တွေဖျားကြောင်တွေကိုမညာမတရရက်ရက်ဆက်ဆက်ပုံခွဲဖြက်စီးနေတာကိုမြင်နေရပါတယ်။ သိန်းအုပ်စရာတွေဖန်ခံရတဲ့အချို့တပ်ဖြတ်ခံရပါတယ်ဒါကြောင့်ရက်သားတွေကိုခွဲခြားမှုမရှိဘဲတပ်ဖြတ်နေတာတွေကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအဖြစ်တာဝန်ရှိရလို့အမေရိကန်အစိုးရအနေနဲ့သတ်မှတ်ဖို့အလေးနက်ကိုစိုးရင်ကြောင်းကြမှုနဲ့တူတောင်းဆိုတာပါလို့ပြောပြခဲ့ပါတယ်။နောက်ထပ်သတင်းတောင်ကိုငင်းချန်ကြီးက ဟုတ်ကဲ့ဒီလိုမျိုးစစ်တပ်ကလုပ်တယ်လို့ဆွဆွဲခံရတဲ့ကျူးလွန်မှုတွေကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအဖြစ်သတ်မှတ်နိုင်ဖို့ကဘလောက်အရေးကြီးရလို့ထင်ပါတယ်လို့မိမျက်နဲ့အခါမှာတော့အဲ့ဒါကနိုင်ငံတကာရာဇဝတ်တင်ရုံကို သမဂ္ဂရဲ့နိုင်ငံတကာတရားမျှတမှုဆိုင်ရာတရားရုံးတွေရဲ့ရန်တရားတစ်ခုလုံးတွေကိုထည့်သွင်းနိုင်မှာ ဖြစ်လို့အရန်အရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်ဒီလိုအဆုံးဖြတ်နိုင်ရင်အမေရိကန်ရဲ့တုံ့ပြန်မှုတင်မကပါဘူးကဘာတဝမ်အရေးယူတုံ့ပြန်နိုင်မှာဖြစ်လို့အလွန်အရေးကြီးပါတယ်လို့ဖြေကြားခဲ့ပါတယ်နောက်တစ်ခါဒီအတွက်ဘလောက် မျှော်လင့်ချက်ရှိလဲလို့မေးမြန်းတဲ့အခါမှာဒီလိုကျူးလွန်တဲ့ဖြစ်ရပ်တွေကိုဘာမာရီဆာအင်စတီကျူကမှတ်တမ်းပြုစုနေပါတယ်။တပ်သေးအထောက်အထားတွေကိုစီစစ်စုဆောင်ပြီးတော့အမေရိကန်အစိုးရကိုတင်ပြมาဖြစ်လို့သူတို့ကလည်းကျေးဇူးတင်ပါတယ်။ဒီလိုတင်ပြချက်တွေကိုအစိုးရအနေနဲ့ကောင်းကောင်းမွန်မွန်ပြန်လည်သုံးသပ်ပြီးသူတို့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရှာဆွေးမှုအဖြစ်သတ်မှတ်တဲ့အဆုံးဖြတ်ချက်ကိုချမှတ်နိုင်ဖို့ကျွန်တော်တို့ဆုတောင်းနေပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးအမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာအမေရိကန်ကော်မရှင်ကရိုဟင်ဂျာအကြမ်းတဲလုံးကဆိုရင်အစိုးရဖွဲ့ကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်သတ်မှတ်ဖို့တိုက်တွန်းခဲ့ပူပါတယ်။ဒါကြောင့်သူတို့ကလည်းအခုကျွန်တော်တို့တောင်းဆိုထားတဲ့အတိုင်းထက်လောင်းအားဖြည့်ပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ဖြေကြားခဲ့ပါတယ်။ဘာသာရေးလွတ်လပ်ခွင့်ကထရန်အစိုးရဖွဲ့ရဲ့စိတ်ဝင်စားမှုကိုရနိုင်မယ်လို့ယုံကြည်ထားပါသလားလို့မေးမြန်းတဲ့အခါမှာတော့ ဘာသာရေးလွတ်လပ်ခွင့်ကထရန့်ဆိုရပထမသတ္တန်လုံးကသိတာထင်ရှားတဲ့ဦးစားပေးနေတဲ့ကတခုလို့ကျွန်တော်ထင်ပါတယ်အခုလက်ရှိအာဏာရလာတဲ့ Republican ခေါင်းဆောင်တွေကလည်းဒီကိစ္စကိုအလားတူပြဿနာဖြစ်ဆက်လက်ရှုမြင်တယ်လို့ထင်ပါတယ်ဒါကြောင့်သူတို့နဲ့လည်းကျွန်တော်တို့ဒီကိစ္စမှာဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့ထင်ပါတယ်လို့ပြောကြားခဲ့ပါတယ်ဆလပီအထူးသဖြင့်ကျွန်တော်ကနှင်းချင်းခရီးရန်တအုပ်ဖြစ်ပါတယ်ဒီလိုမျိုးကိစ္စတွေကြုံတွေ့ခဲ့ပူပါပြီကျွန်တော်ရဲ့ခရီးရန်ဘာသာဝင်ညီကိုမောင်နှမတွေနှင်းချင်း ဘတ်တစ်ပဲဖြစ်ဖြစ်ကက်သလစ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒါကဘာသာရေးလွတ်လပ်ခွင့်ကအစိုးရစရာဖြစ်ပါတယ်ဒါပြင်ရိုဟင်ဂျာတွေအတွက်လည်းစိုးရင်ရပါတယ်ခမည်းဘာသာမဲ့ဖြစ်နိုင်အောင်စိုးရင်စရာရှိပါတယ်ဘာသာရေးကြောင့်ယုံကြည်ချက်ကြောင့်နှိမ့်ဆက်ညှဉ်းပန်းခံရပြီးဆိုရင်ဘသူပဲဖြစ်ဖြစ်ကျွန်တော်တို့ကနှစ်ချင်းခရိယံဘာသာဝင်တွေအနေနဲ့အစိုးရိမ်ပါတယ်လို့ပြောကြားခဲ့ပါတယ်တရင်တောက်ကဘုံတော်ကြီးနေနဲ့ဒါကြောင့်အမေရိကန်ပြည်ထောင်စုထဲမှာလည်းအထူးသဖြင့်အထက်လွှတ်တော်မတ်တွေကွန်ကရစ်လွှတ်တော်မတ်တွေနဲ့တွေ့ဆုံပြီးမြမအရင်နိုးစော်နေရလို့သိရတယ်သူတို့ကတော့ဘလို့တုံ့ပြန်လဲလို့မေးမြန်းတဲ့အခါမှာ ျွန်တော်အနေနဲ့တို့နဲ့တွေ့ဆုံမှုတွေကိုချိန်နဲ့အားရမိပါတယ်ကျွန်တော်တို့အတန်တွေတောင် ထုတ်ပေါ်တာမဟုတ်ပါဘူးဒီမှာရောက်နေတဲ့မြန်မာနှွေးပွားတွေကိုလည်းကျွန်တော်တို့အမြဲတမ်းခေါ်သွားပါတယ်တို့ရဲ့အတန်တွေတင်ပြချက်တွေကတွတ်တော်မတ်တွေကိုအမေရိကန်ရဲ့မူဝါဒရဲ့အကျိုးသက်ရောက်မှုကိုနားလည်အောင်ကူညီပေးပါတယ်မြန်မာပြည်ပေါ်ထားရှိရဲ့အမေရိကန်ပြည်ထောင်စုရဲ့မူဝါဒတွေမှန်ကန်ဖို့ဘာကြောင့်အရေးကြီးလဲဆိုတာကိုတို့တို့နားလည်အောင် ရှင်းပြနိုင်ပါတယ်လို့ပြောပြခဲ့ပါတယ်ဆက်လက်ပြီးမန္တလေးမတရားလမ်းပိုင်းဂျာနီကန်ရွာလမ်းမကြီးပေးရှိနေအင်း၈၀ကျော်ကိုစစ်တပ်ကမြေကော် ဆက်ဘူရိုဇာရီနဲ့အင်အားသုံးဖြက်စီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မန္တလေးမတရားလမ်းပိုင်းချာနီကန်ရွာလမ်းမကြီးပေးရှိနေအိမ်80ကျော်ကိုအကြမ်းဖက်စစ်တပ်ကလမ်းပိုင်မြေလို့ဆိုပြီးမြေကောဆက်ဘူရိုဇာရီနဲ့ဖြက်စီးခဲ့ကြောင်း MTY Revolution မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ မလာ၄ရက်နေ့မှမလာ၆ရက်နေ့ထိနေ့စဉ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကအင်အား90ကျော်နဲ့မန္တလေးမတရားလမ်းပိုင်းကြာနီကံရွာလမ်းမကြီးအရှိတ်ဘတ်ချမ်းနဲ့အနောက်ဘတ်ချမ်းရှိနေအိမ်တွေကိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဲဒီလိုလာရောက်ဖြက်စီရမှာအကြံဖက်စစ်ကောင်စီတပ်သားတွေကကြိုတင်အကြောင်းကြားချက်မရှိဘဲလမ်းပိုင်မြေလို့ဆိုကအတင်းအဓမ္မဖြက်စီခဲ့ခြင်းဖြစ်ကြောင်းဒါအပြင်ပြည်သူများကိုလည်းပြည်စီများယူဆောင်ခွင့်မပေးဘဲဖြက်စီခဲ့တာကြောင့်ဆုံရှုံမှုတွေများပြားကြောင်းသိရပါတယ်မန္တလေးနဲ့မတရားအဝေးပြေးလမ်းမကြီးပေးကလမ်းအရှိတ် အနောက်ဘက်ပါအိမ်တွေကိုဖျက်ဆီးသွားတာအနည်းဆုံးအင်ဂျီ80ကျော်လောက်ရှိနေပြည်သူအများစုကဖျက်မယ်ဆိုတာမသိဘူးစစ်တပ်ကကြိုတင်အကြောင်းမကြားပဲဖျက်ဆီးသွားတာလို့ဆိုပါတယ်အကြံဘတ်စစ်တပ်ကပြည်သူပိုင်းနေအိမ်များကိုဖျက်ဆီးနေချိန်မှတန်းတပ်ပုံရိုက်ကူးနေတဲ့ပြည်သူတို့ချို့ကိုဖမ်းဆီးမှုရှိပြီးတပ်ပုံရိုက်ကူးမှုတွေမပြုလုပ်ကြဘူးလက်နက်ကင်ပြူစောတီတွေကထိန်းချမှုတွေလုံဆောင်ခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင် ရန်ကုန်တိုင်းမြို့နယ်များမှာပြည်ပရောက်ရှိနေတဲ့အသက်၁၈နှစ်မှအသက်၃၅နှစ်အတွင်းလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့အတွက်မြန်မာနိုင်ငံကိုပြန်လည်ခေါ်ယူထားဖို့မိဘတွေကိုစစ်မှုထမ်းစင်ခေါ်ရေးဖွဲ့တွေကခေါ်ယူပြရပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းတွင်းရှိမြို့နယ်များမှာပြည်ပရောက်ရှိနေတဲ့အသက်၁၈နှစ်မှအသက်၃၅နှစ်အတွင်းလူငယ်များကိုစစ်မှုတံပေါ်အတွက်ပြန်လည်ခေါ်ယူထားဖို့မိဘများကိုစစ်ကောင်စီကဆင့်ခေါ်ပြအားပေးနေပြီဖြစ်ကြောင်းတာကေတာမြို့နယ်မရန်ကုန်မြို့နယ်နဲ့အင်းစိန်မြို့နယ်မှာမိဘပြည်သူတွေကပြောကြားပါရင်ဖေဖော်ဝါရီလနောက်ပိုင်းနဲ့အခုမလဆန်ပိုင်းမှာအသက်၁၈နှစ်မှအသက်၃၅နှစ်အတွင်းရှိလူငယ်များကိုပြည်သူစစ်မှုတံဥရေရစစ်မှုတံပေါ်မဖြစ်မနေစည်ရင်သွေးမပုံတန်ရမယ်လို့ဆိုပြီးမြို့နယ်ထွေအုပ်ယုံကောမြို့နယ်စစ်မှုတံဆင့်ခေါ်ရေးယုံနေကိုမိဘဆွေမျိုးတွေနဲ့လူငယ်တွေကိုဆင့်ခေါ် ေကြောင်းပြည်ပရောက်ရှိနေတဲ့လူငယ်တွေကိုလည်းမြန်မာနိုင်ငံကိုပြန်လည်ခေါ်ယူထားမှာဖြစ်ကြောင်းအလဲကြတာနဲ့စစ်မှုထမ်းအမှာဖြစ်ကြောင်းတကယ်လို့စစ်မှုထမ်းအမယ်အချိန်ပြည်ပရောက်လူငယ်တွေပြန်လည်ရောက်ရှိလာခြင်းမရှိပါကမိသားစုဝင်အမျိုးသားတအုံးကအစားလို့စစ်မှုထမ်းအမယ်လို့မြို့နယ်အုပ်ချုပ်ရေးဖွဲ့နဲ့စစ်တပ်ကအတိပေးလက်မှတ်ထိုးခိုင်းနေကြောင်းသိရပါတယ်စစ်မှုထမ်းဖို့အလဲကြလာခြင်းစစ်မှုထမ်းဖို့ပြက်ကွက်ပါကမိသားစုဝင်တွေကိုပြည်သူစစ်မှုထမ်းဥပဒေနဲ့ထောင်ချရည်ယူမှာဖြစ်ကြောင်းပြည်သူစစ်မှုထမ်းဖို့ပြက်ကွက်တဲ့ပြည်တွင်းမှလူငယ်ဖြစ်စေပြည်ပမှလူငယ်ဖြစ်စေတရား ားဆွေးခန့်အမှာဖြစ်ပြီးတင်းရှောင်မာကတပွားတသက်သားလုံးဝရံပြင်းပြင်းကြီးညာခံရမယ်လို့ချိန်ချောင်းနေကြောင်းသိရပါတယ်။ ရန်ကုန်တိုင်းတာဂီတာမြို့နယ်စစ်မှုရန်စင်ရင်သွင်းဖို့စင်ခေါ်စာနှင့်ရှုံးနီမှာတွေ့ဆုံပြီးထွက်ပြေးတာရင်းမလုပ်ဖို့ပြောတယ်။ပြည်ရင်ကြံခဲ့တဲ့မိသားစုကိုအရေးယူမဲ့နိုင်ငံခြားရောက်နေတဲ့သူတွေကိုလည်းအချိန်မီပြန်ခေါ်ထားဖို့ပြောတယ်လို့တာဂီတာမြို့နယ်မှာပြည်သူတန်အုပ်ကပြောပါရယ်။လက်တလောစစ်မှုရန်ပတ်စင်တင်မှာအပတ်စဉ်30တိခေါ်ယူပြီးချိန်မှာရန်ကုန်တိုင်းတွင်ရှိမြို့နယ်နဲ့ရက်ွက်များမှာစစ်မှုထမ်းမဲ့လူငယ်အရေးအတွက်နေပါလာနေပြီးပြည်ပရောက်နေသူတွေကိုမဖြစ်မနေစင်ခေါ်ဖို့စစ်ကောင်စီကဖိအားပေးချိန်ချောင်းနေခြင်းဖြစ်ကြောင်းမြို့နယ်စစ်မှုထမ်းခေါ်ယူအဖွဲ့နဲ့တိုင်းရိုက်ပတ်သက်နေတဲ့တရင် ရှင်မြစ်တွေကပြောပါတယ်။နောက်ထပ်တပုန်နီနဲ့ရှစ်တနာမွန်တရားနီမှာတပတ်အတွင်းစစ်ကောင်စီကအမျိုးသားတရားခံကိုပေါ်တာဆွဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတရားမှာဒီရက်ပိုင်းတွင်ပေါ်တာဆွဲဖမ်းဆီးရာတွေပြေလည်လာပြီးတပတ်အတွင်းလူငယ်နဲ့တက်လက်ပိုင်းအမျိုးသားတရားခံတီးဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံကြီးကပြောပါတယ်။ဖေဖော်ဝါရီလနောက်ဆုံးဘက်ကစပြီးမန္တလေးစကိုင်းဆက်သွယ်ထားတဲ့ရတနာဘုံမြစ်ကူတရားမှာပေါ်တာဆွဲတာတွေစတိုက်ပြုလုပ်ခဲ့တယ်လို့ဒေသခံကြီးကပြောပါတယ်။ တကယ်ကိုဆွဲတာပါဗျာကားစပင်ယာကိုကားပေါ်ကနေဒီတိုင်းကိုဆွဲချတာလားလို့ဒေသခံတအုပ်ကပြောပါရင်ရင်နောက်လိုက်နေတူအခြားမျိုးသားတွေကိုပါစစ်ကောင်စင်ကအဓမ္မခေါ်ဆောင်သွားပြီးမိသားစုဝင်နဲ့မိတ်ဆွေတွေကလိုက်ထုတ်ဖို့ကြိုးစားတော်လဲမရကြောင်းအထက်ပါဒေသခံကဆက်ပြောပါရင်ဖန်စီခံလိုက်ရတဲ့အမျိုးသားတအုပ်ကအသက်18နှစ်အရွယ်သားရှိသေးတယ်လို့ဒေသခံကပြောပါရင်ဒါအပြင်စကိုင်းတရကနေမန္တလေးဘက်ကိုဆင်းနေနှာပေါက်ထွက်မှလည်းစိုင်ကင်နဲ့သွာလာနေတဲ့အမျိုးသားတွေကိုတခါနဲ့ဖန်စီပင်စစ်သားတွေအဖြစ်စုဆောင်နေတယ်လို့ဒေသခံတချို့က ပြောပါရယ်မလာတရက်နေ့ကမန္တလေးကိုဆိုင်ငယ်နဲ့သွားတဲ့လင်မယားနှအုံးမှာခင်မုံဖြစ်သူကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနှာပေါက်ထွက်မှဖမ်းဆီးခဲ့တယ်လို့ဒေသခံတချို့ကပြောပါရယ်စစ်သားစုဆောင်ခံရသူရဲ့ဇနီးကငိုယိုပြောပြီးမယ်မရဘူးလို့ဒေသခံတအုံးကပြောပါရယ်အဲ့ဒီလိုအတမဖမ်းဆီးခံရသူတွေကိုစစ်ကောင်စီကစကိုင်းတမ33အတွင်းမှာစီးစစ်ဖို့လုပ်နေတယ်လို့လည်းစုံစမ်းသိရှိရပါရယ်စစ်မှုရန်ပတ်စဉ်30ကိုစစ်တပ်ကခေါ်ယူပြီးတလနီးပါးကြာမှာစစ်သားတွေထပ်မံပေါ်တာဆွဲဖမ်းဆီးရပြီးပြုလုပ်နေတာပေါ့စစ်ကောင်စီကလူငယ် ယ်တွေကိုအတမဖန်ဆီးပြီးစစ်တနန်တခိုင်ကတင်နန်းစင်နာနဲ့ရှီတန်းကိုပို့စစ်တိုင်ခိုင်နာမှာတည်ဆုံတန်ရရသူထွက်ပြီးဒူတော်လိုင်းဖွဲ့တွေမှာအလင်းဝင်သူတွေအများပြားရှိနေရလို့တော်လိုင်းဖွဲ့တွေကပြောကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။